คิดครับไปลงนรกเสียเถอะมึงเคยฟังเพลงไหม ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလက်ရှိထိုင်းအစိုးရကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေပြုလုပ်နေချိန်ဇွန်လ28ရက်နေ့ကမြန်မာနိုင်ငံသား9ဦးနဲ့ကမ္ဘောဒီးယားနိုင်ငံသား2ဦးကိုဖမ်းဆီးခဲ့ရလို့ထိုင်းရေးသက်ဖွဲ့ကထုတ်ပြန်ပါတယ်။ထိုင်းနိုင်ငံရောက်ရှုပြောင်းအလုပ်သမားတွေဟာမိမိတို့လောက်ခလာစာနဲ့ပတ်သက်ပြီးလူလားချက်ကိုထိုင်းအစိုးရထံတောင်းဆိုခွင့်ရှိပေမဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်တာဥဆောင်လုံဆော်တာနဲ့ပံ့ပိုးတာ နိုင်ငံရေးပါတီတွေကိုထောက်ခံတာထိုင်းဘရင်စနစ်နဲ့အစိုးရကိုလူမှုကွန်ရက်စာမျက်နှာမှာဝေဖန်ရေးသားတာတွေလုပ်ခွင့်မရှိပါဘူးထိုင်းဘရင်ကိုဝေဖန်ရင်ထိုင်းအစိုးရကထိုင်းရာဇဝတ်မှုချင့်ထုံဥပဒေတစ်တစ်နဲ့အယအလုံးလုံးခွင့်ရုပ်သိမ်းပြီးပြည်နှင်သံအထိပေးခွင့်ရှိပါတယ်ဒါကြောင့်ထိုင်းရောက်မြန်မာတွေအနေနဲ့ထိုင်းနိုင်ငံမှာဖြစ်ပေါ်နေတဲ့ဆန္ဒပြပွဲမှာမပါဝင်ကြဖို့ကိုမြန်မာရှုပြောင်းအလို့သမားအရေးဆောင်ရွက်နေသူတွေကတတိပေးပြောဆိုပါတယ် ျွန်တော်တို့ဒီအဲ့ဒီနိုင်ငံသားများဖြစ်တယ်အဲ့တော့ကျွန်တော်တို့နိုင်ငံသားတွေနဲ့တရားမဆက်ဆိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဟိုသွားရောက်ခွင့်တော့မရှိဘူးသူတို့အကြောင်းကြောင်းကြောင့်ပါသွားရင်တော့သူတို့ကတော့ဒါနိုင်ငံရဲ့ပြည်တွင်းရေးငွေရဆော့ပတ်ချက်ဆိုပြီးမှသူတို့ကအရင်ဖန်ဆီးကြမျိုးတွေပြုလုပ်နိုင်ပါတယ်ကျွန်တော်တို့အမြင်ရတော့အဲ့လိုမျိုးဟုတ်တရားဝင်ဆိုင်ဆိုင်ရန်နဲ့ပြည်သူတွေတို့တော့ဒီမြန်နိုင်ငံရဲ့ပြည်တွင်းကိုဟိုမတက်ဆိုင်မနဲ့ဝင်ရောက်ဆက်ပြတဲ့ဆိုရင်တော့သူတို့ဟိုကျင့်မှုပြည်ချန်နေချမယ်ချပြီးလို့ရှိရင်သူတို့ဟို လိုအပ်ရတဲ့နိုင်ငံနိုင်ငံတွင်းကိုပြန်လည်ပို့ဆောင်တဲ့အနေအထားကြီးသူတို့ပြုလုပ်နိုင်ပါတယ်ဇွန်လ28ရက်နေ့ကဘန်ကောက်မှာပြုလုပ်ခဲ့တဲ့အစိုးရစန့်ကျင်ရေးခြိတ္တဆန္ဒပြပွဲတွေမှာ လူဦးရေစုစုပေါင်း18000ခန့်ရှိတယ်လို့ထန်ရေးတပ်ဖွဲ့ကသုံးသပ်ပြောဆိုထားပါတယ်။အဲ့ဒါအပြင်ဂျွန်လ28ရက်နေ့ကဖမ်းဆီးထားတဲ့မြန်မာနိုင်ငံသား9ဦးနဲ့ကမ္ဘောဒီးယားနိုင်ငံသား2ဦးကိုတော့ဘန်ကောက်မြို့ကဒင်းဒန်ရေစခန်းမှာစုံစမ်းမေးမြန်းနေရလို့သိရပါတယ်။ကျွန်တော်တို့ရှေ့ပြောင်းလို့တမိုင်းအနေနဲ့ဒီလိုနိုင်ငံကြီးနဲ့ပတ်သက်တဲ့အားဆိုလို့ရှိရင်အဝင်ရဦးပေါ့နော်အဲပါဝင်ခွင့်ပါဝင်လို့မရဘူးသူတို့နိုင်ငံကြီးပေါ့နော်နောက်ပြီးတော့ဟို နော်ရောနိုင်သူရဲ့ဒီဟောဘောနာတော်ဝင်ပြင်နေပတ်သက်တဲ့ကိစ္စတွေဆိုမဝင်ရဝင်ပါဝင်မရှိဘူးနော်အဲ့ဒါတော့ဒါအတီလင်းသူတို့ပြောတာဟိုတလောကဆိုလို့ရှိရင်ဒီ UNHCR ရုံရှိမှာကျွန်တော်တို့ဒီမြန်မာအရေးနဲ့ပတ်သက်ပြီးတော်ရေးဆန္ဒပြတဲ့အဲအောက်စုပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူတို့ဖန်စီထိန်ထိန်နဲ့စစ်စစ်ရဲ့ပြည့်ရခါကြတော့ ဥမာအဖြစ်ဒီဗီဇာရုပ်သိမ်းတယ်ဝက်ပါမစ်တွေပါရုပ်သိမ်းပြီးတော့ပြန်ပို့ဖို့လုပ်တယ်ဒါမှမဟုတ်လေဟိုထိမ့်သိမ်းထားတဲ့ဟာမျိုးပေါ့နော်ပြန်မလို့သေးပဲနဲ့အမှုတွေကိုဆွဲဆွဲချက်တွေပေါ်မူတည်ပြီးတော့သူတို့ကတရားရုံးမှာအမှုတိစောက်နေတော့ဆိုလို့ရှိရင် ဒီမူကျူးလုံးနဲ့မကျူးလုံးနဲ့ပေါ်မူတည်ပြီးတော့မှအဲဒီပြစ်ဒဏ်တွေရချတာအဲ့လိုပြစ်ဒဏ်တွေချပြီးတော့နှစ်ချိန်လာများကြားတဲ့လူမျိုးကတော့ကျွန်တော်တို့ဒီဟိုနိုင်ငံသားရှင်ပြောင်းလို့သမားတွေမှာတော့မရှိပါဘူးအဲ့အနှစ်ချိန်လာများချရဲဆိုရဲဥစ္စာတဲ့သူတို့ကဗျာပြည်ဝင်ဝင်ပိတ်တယ်တို့ပပမေပိတ်တယ်ဘယ်နှစ်ပေါ့နော်ပြန်ပြီးတော့ဟိုနေဖြစ်လို့မရဘူးအလုပ်လုပ်ခွင့်မရှိဘူးအဲ့ဒါမျိုးတွေလောက်တာများတယ်ဗျာ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းမှုကြောင့်ထိုင်းနိုင်ငံကိုတရားဝင်ရောတရားမဝင်ပါရောက်ရှိနေတဲ့မြန်မာအလို့သမားလူဦးရေဟာစုစုပေါင်း9တန်းလောက်ရှိရလို့မြန်မာရွှေ့ပြောင်းလုပ်သားအရေးလှရှားနေသူတွေကအေယာဝတီကိုပြောပါတယ်